အနောက်ဆုံးသတင်းနဲ့ပတ်ကိုပြောပြရမယ်ဆိုလို့ရှိရင်ခင်ဦးမုံမုံလှရွာအဲ့ဒီမှာဒီနေ့တိုက်ပွဲတွေဖြစ်တဲ့တိုက်ပွဲတွေဖြစ်တဲ့စက်တရကနေပြီးတော့ထိုးစစ်ဆင်တာပေါ့နော်စက်တရကနေမရှင်းလင်းနေလောက်တဲ့မုံလှတဝက်အဲ့ဒီကိုစက်ကြောင်နေရနေပြီးတော့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်တိုက်ပတ်တဲ့အဲ့ဒီတကြောအဲ့ဒီမှာဆိုရင်လည်းဒီကောင်လေးတတ်တော်လဲသေးတယ်ဒီကောင်လေးဒီကောင်လေးအဲ့ဒီမှာဟိုဟာလေးလှုပ်ထားတာပေါ့နော်ဒီကောင်လေးရဲ့ဟိုအကြမ်းဖက် အကျံဖက်အတိုက်တွေအဲ့ဘက်တကြုံကရှိတယ်အဲ့ဒီအကျံဖက်တိုက်ကိုတိုက်တယ်ဒီကောင်လေးအကျံဖက်လုပ်ငန်းတွေလှုပ်ဆောင်တဲ့လေ့ကျင့်တဲ့သင်တန်းကျောင်းတွေအဲ့လိုအဲ့လိုနေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးလို့တံပလို့အနေမျိုးဒီနေ့မိမိမှာစကြောင်းထိုးရဲအဲ့ဘက်တကြောတုံ့ပြန်ရှင်းလင်းနေအဲ့ဒီမှာဆိုရင်လည်းဒီကောင်လေးဟိုခွေပြေးဝေပြေးပြီးပြီးတော့အဲ့ဒီမှာအကြဆုံးများသွားနဲ့တော်တော်သေးကြတယ်ဘလောက်ထိသေးရဲဆိုမြေပြင်ရဲ့ အဲရရှိတဲ့ဓာတ်ပုံလေးအရာဆိုလို့ရှိရင်အဲ့ဒီမှာအဲ160ကျော်လောက်သေးတယ်160ကျော်လောက်သေးပါတယ်နောက်တစ်ခုကတော့ကျွန်တော် AA နဲ့ဆက်ဆက်ပတ်သက်တဲ့သတင်းမှာအလားပါလဲဆိုတော့ ARV တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်အဲ့ဒီမှာတာပေါင်းကလေးယူလာတော့ရှိတယ်အဲ့ဒီယူလာမှာခိုးအောင်နေတဲ့ AA အဲ့ဒီဘက်တကြုံမှာသူတို့ကစကန်ချပြီးတော့အလုပ်လေးလုပ်နေကြတာ အလာကိုတက်မလို့ကနေပြီးတော့အဲဒီစခန်းတစ်ခုလုံးကိုတိမ့်ပိုက်လိုက်တဲ့အဲဒီမှာအစိမ်းမကောင်းဆိုတာပဲကျွန်တော်တို့တက်မလို့ဘက်ကစက်တီတူကြဆုံးတယ်ကြဆုံးပြီးတော့အေရကကြတော့အေရအယောက်20နဲ့2ယောက်ပေးတယ်ပြီးတော့လက်နဲ့မျိုးစုံ RPG ဆက်လက် GN ကြီးစံလက်ပြဘုံမိုင်းပန်ကာပြီးတော့ချင်းပစ်ချင်းတွေပြီးတော့ဆက်သွယ်ရေးမြောင်းမီဒီယာ150ခန့် အန္တရာယ်အကုန်လုံးတိမ့်ပါရရှိတယ်။နောက်တစ်ခုကတော့ကြောက်ဖြူမျိုးနဲ့ကြောက်ခိုးချောင်းများရွာအဲ့ဒီမှာတော်ရီတောင်လေးထဲမှာခိုးအောင်နေတဲ့အေးဆေးကြောင်လေးအဲ့ဒီကောင်လေးကိုတက်တော်ကနေပြီးတော့ဒီနေ့မှပုံလေးရှာပြီးတော့ရှင်းတယ်။အဲ့ဒီမှာလည်းအတူပြတ်ဖွာလိုင်းကျဲပြီးဖြတ်ကုန်ပြီးတော့ထွေးလိုက်ပုံလိုက်တယ်။တေးကြရဲ့။နောက်တစ်ခုကတော့ရှင်းပြင်းနေတဲ့ဆက်ဆက်ပတ်သက်တဲ့တင်မှာအားပါလဲဆိုတော့ CMO CND ရဲ့ဆက်စကန်ဌာနချုပ်တခုကို CIA လေးရတယ်ဝင်တိုက်တယ်။ တက်မလို့ရနေပြီးတော့အဲ့မှာအိန္ဒိယမြန်မာကုန်သွယ်ရေးလမ်းကြောင်းနဲ့ CIA ဌာနချုပ်ဒီအိုရှောင်းရီကောမျိုးနောက်တစ်ခုကတော့ရှင်းလုံမျိုးအဲ့ဒီပက်တကျော်အဓိကတင်ပိုက်ရရှိဖို့အတွက်ရထားတယ်ရထားပြီးတော့မြေပြင်မှာစက်ကြောင်းကြီးတွေထိုးထားတယ်ထိုးနေတယ်အဝေးဘူးရစက်ကြောင်းဆိုတာရှိတယ်အလားစက်ကြောင်းတက်မလို့ရနေပြီးတော့အဲ့ဒီ CMD ရဲ့အဲအဓိကဌာနချုပ်ပေါ့နော်အဓိကသူတို့ရဲ့နေမြေစုမှုထားတဲ့နေရာအဲအဲ့အဲ့နေရာကိုတက်မလို့ရနေပြန်လဲတင်ပြဖို့အတွက်စက်ကြောင်းထိုးနေတဲ့အချိန်မှာ အဟိုကောင်လေးကနေအလက်အငတ်ရပြီဆိုပြီးတော့ဝင်ကျုံးတာပေါ့အဲ CM CMD ရဲ့စက်တာနာကြောင့်တခုပေါ့ဒီဘက်မှာအင်အားရှိနေတဲ့အခါတမလို့ရတဲ့ပြင်းထန်ထိုးစက်ဆင်းနေတဲ့အခါဒီကောင်လေးအင်အားရှိနေတဲ့အခါနောက်ကူရနေပြီးတော့တခြားနေရာကိုဒီကောင်လေးကနေပြီးတော့တဖန်ပြန်လဲပြီးတော့ဟိုကလောက်တာပေါ့နောက်ကျောကနေဒါနဲ့ထိုးတာပေါ့အဲ့ဒီဘယ်ချင်းပြင်းနေမှာပြဿနာအရေးကြီးပဲသူတို့အချင်းချင်းနေကြရတယ်ပါ တို့ကတော့ဆင်ကူအကျန်းဖက်ဗလက်ကောင်းဆောင်အဲ့ဒီကောင်ကမနေ့တော့သေးတယ်။ဘာလဲဆိုတော့တက်မတော်ကနေပြီးတော့ဒုံဘုံဒီစာမိသွားတာ။ဆင်ကူအကျန်းဖက်ကောင်းဆောင်နောက်တစ်ခုကတော့အေယာဝီနဲ့ရခိုင်ပြည်နဲ့အဆက်တာပေါင်းလေးအနီးမှာရှိတဲ့အေဗတဲ့အကျန်းဖက်စကန်းအားတုတ်ပင်ရှင်းလင်းတိမ့်ပတ်ရရှိကြရတယ်။ ဒီကောင်လေးကလည်းနိုင်တော့မယ်အောင်တော့မယ်အပညာတရားကနေကြပါစီတယ်ပြောနေတာအမြေပြင်မှာကြခေါင်းဆောင်သေးလိုက်လက်ထောက်သေးလိုက်တခြားအဆင့်တွေသေးလိုက်နဲ့သေးလေရရလာတောက်တော့လဲအိပ်ပဲဒီကျုံးပါလဲနောက်တစ်ခုကတော့ကရှင်ပြည်နယ်ဝိုင်းမော်ဗမော်ဖားကတ်အဲ့ဒီလေးသားမှာရှိတဲ့ကရှင်လက်နက်ကန်အကြဖက် KIA နဲ့တခြားဘူးပေါင်းပတက်တွေနောက်တစ်ခုကတော့အဲအဲမှာဒီကောင်လေးရဲ့ဟောပေါ်တော့မဟာမိတ် မာမအေးနောက်တစ်ခုကတော့ရှင်းပြနေတဲ့အကောင်လေးအဲ့ဒီအကောင်လေးရှိတဲ့ဒီကောင်လေးအဓိကလှုပ်ရှားတဲ့နေရာတွေကိုတက်မလို့ရနိုင်ပြီးဒုံးလက်နက်ကြီးလင်းပြက်ကူအဲ့လာတွေအပြင်မြေပြင်ဆက်ကြောင်းတွေတိုက်ခိုက်ရှင်းမုန်းလေးရှိကြအောင်သိရှိရပါတယ်ဗမော်အရှိကြိုက်အရှိဆိုင်တိုင်းရင်းဌာနချုပ်အားလုံးနှီးပါတယ်တက်မလို့ရနိုင်ပြီးပြန်လဲထိ ंछ ုံနိုင်ခဲ့ပြီဖြစ်ပါတယ် ောက်တစ်ခုကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နမခအတိုင်းမှု အဖြစ်ဘိုးချုပ်ကျော်သူရကိုတာဝန်ပေးခံလိုက်ပြီးဖြစ်ကြောင်းနေပြီးတော့စက်ရုံနဲ့နှိဆက်သူများထံမှသိရပါတယ်။နမခအတိုင်းမှုဘိုးချုပ်မျိုးမထွေရာအဂိမှုနဲ့ဆက်စင်ရေးမအောင်မင်းမှုများကြောင့်2025ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖမ်းဆီးဆက်စစ်ခံရပြီးဖြစ်ကြောင်းသိရပါတယ်။ဒီလိုတချို့လူတွေကိစ္စတွေရတယ်။အဲ့တော့စက်တိုင်းမှုတွေညံ့လာတယ်ပြီးတော့ကျင်လက်စားမှုတွေအဂတိလိုက်စားမှုတွေ ဒါလေးကြောင့်ကျွန်တော်တို့ကမပေးသင့်တဲ့ဥစ္စာတွေဟိုမဖြစ်တင်လာရင်ဖြစ်ကုန်ကြပါတော့နော်တခါတလေကြပြန်တော့လေနောက်တစ်ခုကတော့ကရင်ပြည်နယ် main လက်ပံနေမြေမှာရှိတဲ့အကျန်းဖက်တပုံ KMU စုဖွဲ့အနေရတွေကိုတက်မလို့ရနိုင်ပြီးတော့လေးကြောင့်ရှင်းပါတယ်အဲ့ဒီမှာဆိုရင်ဒီကောင်တွေထွေးလိုက်ပုံလိုက်တွေဖြစ်ကုန်တယ်ဖြစ်ကုန်လို့အတချို့တလေရတဲ့အတူအပြတ်တွေဖြစ်ကုန်တယ်အဲ့ဒီအတူအပြတ်တွေဖြစ်တဲ့အတူအပြတ်တွေကိုကုဖို့အတွက်ဒီကောင်တွေရဲ့စေးပေးကန်းတွေဒီကောင်တွေရဲ့သဝေးစွာဆိုရင်မြောက်စေးအုံကြီးတွေမှာအလူတွေမကန်းတော့ဘူး လူတွေအများပြားလို့အဲ့လိုဖြစ်တဲ့ဥယျာအများပြားလို့အဲ့ဒီမှာမနိုင်တော့မနိုင်တော့ဗာလဲဆိုရှင်းမိုင်မှာတောက်ကူတွေထိုင်နေတယ်ဖြစ်ရှင်တော့အဲ့ဒီဒီကောင်လေးစေးကူတဲ့စင်တာကိုဒီနေ့မှာထိုင်ရရနေလို့ဝင်စီးတယ်ဝင်စီးလာမှာအဲ့ဒီပတက်အယောက်20ကျော်ပါသွားတယ်နောက်တစ်ခုကတော့အမျိုးကြီးပတက်အားကောင်းတဲ့စကိုင်းတိုင်းခင်ဦးမြုပ်နေတဲ့ကကြေးရွာတွေကိုတက်မလို့အအင်းအားရာရှိနေထိုးဆက်စင်းနေပါတယ်အဲ့မှာဆိုရင်ဒီကောင်လေးအထွေးလိုက်ပုံလိုက်တယ်ဖြစ်ကုန်တယ် တပတ်ကျော်ခင်ဦးနဲ့နေမရှင်းလင်းမှုတိုက်ပွဲမှာကုံတုံးပတက်တဲ့တေဆုံးမှုကအယောက်200ကျော်ပါတယ်။အခုကတားလာရရေးမအောင်တော့ဘူးဆိုတော့တိမြင်နားလေတွားတယ်အတွက်ကျောက်ဒေါက်တာဆာဆာဆိုရဲ့ MUG ဝင်းကြီးကယာရုကနေပြီးတော့နှုတ်ထွက်သွားပါတယ်။ဒေါက်တာဆာဆာဆိုတာကတော့ဟာတာတွေပြောတဲ့အကောင်ပေါ့နော်။ရန်ကုန်မြို့ကိုလက်နက်မိုးတွေယူရမယ်ဆိုတဲ့အကောင်အဲကောင်တော့တိနားလေတွားပြီး ငါတို့ရေတက်မတော့ဘလို့မှမရှင်းနိုင်တော့ဘူးတားလိုက်ရည်ဆိုတာပြီးသွားပြီရှုံးသွားပြီဘာမှဆက်ဖြတ်မလာတော့ဘူးဆိုအတိမင်းအတိမင်းနားလေသွားတဲ့အတွက်ကြောင့်နောက်ထပ်သွားပါတယ်နောက်တစ်ခုကတော့ဖင်ရောင်းမှုအာမခံမရတဲ့ကိစ္စပေါ့နော်ဘာလဲဆိုတော့23ရက်နေ့ကရွေးကောက်ပွဲကိုစတင်ပြခဲ့ကြတယ်ဘယ်နဲ့ဘယ်နေရာမှာလဲဆိုတော့အရာတော့ရွာတချို့အလောက်တွေကိုဒီနေ့မှတက်မတော်နိုင်ပြီးတော့လေချောင်းနဲ့ဖုံးကျဲရှင်းလင်းပြီးတော့အရေးယူပါတယ် right ရိုင်းရိုးကော်ပရာ၃စီးနဲ့ရွှေဘူဝက်လက်အရာတော့အဲ့ဒီအဆက်မှာရှိတဲ့အောင်သာရွာတကြောအလားတွေအကုန်လုံးဒီနေ့မှလေးချောင်းရှင်းတဲ့အဲ့ဒီမှာလည်းတတ်တော်လဲနေနေကုန်ရတယ်နောက်တစ်ခုကတော့ကရင်ပြည်နယ်နဲ့ဆက်ဆက်ပတ်သက်တဲ့တင်းပေါ့အလားပါလဲဆိုကရင်ပြည်နယ်ဖာပုံမြို့ကတိုင်တိရှမ်းရွာမြောက်ဖက်အဲ့ဒီမှာရာဘာတော်တွေရှိတယ်အဲ့ဒီရာဘာတော်တွေထဲမှာလည်းကောင်းလေခိုးအောင်နေတဲ့အကြံဖက်တွေအလားလေတက်မလို့အားနေပြီးတော့ဒေါ်ဘုံရှာပြီးတော့တုတ်တင်နေအဲ့ဒီမှာလည်းထွေးလိုက်ပုံလိုက်တွေဖြစ်ကုန်တယ်အတူပြတ်တွေဖွာလန်ကျဲတွေဖြစ်ကုန်တယ် နောက်တစ်ခုကတော့မန္တလေးပြည်နယ်မတရားမြို့နယ်တွေကအကြမ်းဖက်ပတက်တွေထိရှုပ်ထားတဲ့နေပြည်အားလုံးနှိပါတော့တမတော်ပြန်လည်ထိရှုပ်နိုင်ခဲ့ပြီးနောက်စင်ကူးမြို့နယ်အဆက်ကကြေးရွာတွေအထိအကြမ်းဖက်ပတက်များကိုဆက်ကြောင်းများဆက်လက်ထိုးစစ်ဆင်တိုက်ခတ်ရှင်မုန်းလျက်ရှိကြောင်းသိရပါတယ်မတရားမြို့နယ်မှာအကြမ်းဖက်ပတက်တွေနောက်ဆုံးထိရှုပ်ထားနိုင်တဲ့ပတ်လည်အင်းရွာကိုနိုမလာ24ရက်ကလက်လွှဲရပြီးတဲ့နောက်မတရားမြို့နယ်တစ်ခုလုံးနှိပါတမတော် လက်အောက်ကိုပြန်လည်ရောက်ရှိသွားပြီလို့သိရပါတယ် နောက်တစ်ခုကတော့ပြင်ရင်ပြင်အမြဝူဒီဒေတာအဲ့ဒီမှာအကျန်းဖက် KMU ရဲ့တမလျှောက်ရင်းဆက်ချက်နယ်မှာရှိတဲ့ဒီကောင်လေးရဲ့သင်တန်းပေးတဲ့နေရာပေါ့လေဒီကောင်လေးရဲ့စက်ဌာနချုပ်ပေါ့လေအဲ့အဲ့လိုအဲ့လိုနေရာအဲ့လိုနေရာကိုတမလောင်းနေပြီးလေးချောင်းတိုက်ခတ်ရှေမုံကိုပြုလက်ခဲ့ကြအောင်သိရပါတယ်အဲ့ဒီမှာလည်းအကျန်းဖက်အကျန်းဖက် KMU နဲ့အကုန်လုံးဗတ်တက်တွေအထွေးလိုက်ပုံလိုက်တွေဖြစ်ကုန်တယ်နောက်တစ်ခုကတော့စကိုင်းတိုင်းဒေသကြီးမင်းကင်းမြို့နယ်လောင်း ကျေးရွာအနီးရှင်တွင်မြကမ်းမှာအကျန်းဖက်ပတက်တွေဦးစီးလောက်ကင်နေတဲ့ရွှေမျောလိုတက်မလို့အနေပြီးတော့ဒီနေ့မှာနောက်တစ်ကြိမ်ထပ်မှန်ပြီးတော့လေချောင်းရှင်းပါတယ်အရင်တော့တခါလေချောင်းရှင်းတယ်ဟိုအဲ့ဒီမှာဒီကောင်လေးကထပ်ပြီးတော့လှုပ်တယ်ထပ်ပြီးတော့လှုပ်လို့ထပ်ပြီးတော့ရှင်းတယ်အဲ့ဒီမှာလည်းတော်တော်သေးရတယ်ထွေးလိုက်ပုံလိုက်တွေဖြစ်ကုန်ရတယ်နောက်တော့ကတော့ရှင်းပြီနဲ့ဖလန်းမျိုးအလာကိုနည်းမေးရှင်းလင်းရေးတက်မလို့အနေပြီးတော့ဆောင်းရွက်နေတယ်စကြောင်ကြီးတွေထိုးပြီးတော့ အလိုတည်တည်ချာချာကိုင်းနေတယ်အလားဟိုကဘာလဲဆိုတော့ပတဲ့လေးတွေကအကုန်လုံးလေးတွေကတက်မလို့ရှုံကိုတိုက်ခိုက်တယ်ရှုံကိုတိုက်ခိုက်တယ်ဘယ်လောက်လဲဆိုအင်အား80လောက်နဲ့လာပြီးတော့ရှုံကိုတိုက်ခိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီရှုံကိုတိုက်ခိုက်ရရမလားဆိုပြီးတော့အရင်တော့အလိုပေါ့ရမလားဆိုပြီးတော့လှုပ်တာလှုပ်တာကကိုကမရတဲ့အပြင်အဲ့မှာတတ်တော့လဲနေပြီးတော့ထွေးလိုက်ပုံလိုက်တွေဖြစ်ပြီးတော့အဲ့ဒီအယောက်80မှာ90လောက်ကြွားသွားတယ်နောက်တစ်ခုကတော့ ဒုတိယသမရဥမြင့်ဆိုရင်လည်းဗိုလ်ချုပ်မှုရေးမင်းအောင်လည်းအပါဝင်၆ဦးကိုအမှုကြီးရနေပြီးတော့အကျန်းဖက်သမားတွေဖြစ်ကျင်ညာရဲတဲ့တော်တော်ရည်ရည်ရကောင်းတဲ့တဲ့ရင်တော်တော်ဒီကောင်လေးကြံ့ပေပေမမပြေတဲ့တကယ်အုံနောက်မဲ့လေဆိုတာထင်ရှားသွားတယ်ဆိုတဲ့တဲ့ရင်စဉ်းစားကြည့်ဗျာဘယ်မှာမှတိုးလို့မပေါက်တဲ့အကောင်လေးအဲ့ကောင်တွေကနေပြီးတော့လက်ရှိတည်တဲ့အစိုးရကိုတည်တဲ့အစိုးရရဲ့အာဏာပိုင်အဖွဲ့အစည်းက ထိပ်ပိုင်းခေါင်းဆောင်တွေကိုအကျန့်ဖက်သမားတွေဖြစ်ကျင်ညာတယ်တဲ့ကျင်ညာတဲ့ကောင်တွေပဲကောင်တွေဆိုအကျန့်ဖက်သမားတွေအကျန့်ဖက်သမားတွေရာနေပြီးတော့တခိုးကလူဖက်ဆိုတာဒီဥစ္စာပေါ့နော်တငင်းကြီးကအေးဒီပြန်ဆိုတာတကယ်ဟာတာကောင်တွေတကယ်ကြက်မပြမမပြဘလို့ကောင်တွေလဲတကယ်အုံနောက်မဲ့လေတုံးစားမရတဲ့ကောင်တွေအကျန့်ဖက်သမားတွေရာနေပြီးတော့တရားဝင်အစိုးရတရားဝင်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကိုထိပ်ပိုင်းခေါင်းဆောင်တွေတို့ကနေပြီးတော့အကျန့်ဖက်အဖွဲ့အကျန့်ဖက်သမားတွေပြင်ကျင်ရတယ်တဲ့ ဒီတော့ဒီတော့ကောင်းတဲ့ဟာသာတော့မရှိရောဒီကောင်လေးလူရှင်တော့လှုပ်ရှားမှာတနေ့တနေ့ဘာလေးပြောလို့ပြောမှမသိတကယ်တကယ်တကယ်ဟာသာကောင်းလေဒီကောင်လေး